ိမ်မာလွယ်လွယ်ကူကူနဲ့ချက်ဆလို့ရမယ်။နူးညံ့အိဆက်ပြီးတော့ဆလို့ရန်ကောင်းတဲ့မိုချက်သားချက်လုံးလေးလေးကိုမျှပေးလိုက်ပါရစေ။အရင်ဆုံးမိုလေးတွေကိုတိချလေးရေပြောင်ဆေးထားပြီးတော့ရေစစ်ထားပေးလိုက်ပါမယ်။ပြီးရင်တော့အနံ့ပုံမွေးသွားအောင်လို့ရေနွေးလေးနဲ့စိမ်ထားပေးလိုက်ပါမယ်။နောက်ထပ်ငရုပွားတောင်အချိုလေးတွေကိုလည်းလိထားပေးလိုက်ပါချက်ပေါင်သားလေးတွေကိုလည်းချက်တဲ့အခါအရသာပုံဝင်သွားအောင်လို့၃ဘိုင်းခုန်တာပေးလိုက်ပါမယ်။ ။ဒါဆိုရင်တော့ချက်ဖို့အတွက်ပောင်ပစ္စည်းလေးတွေကိုရပါပြီ။ချက်ပောင်သားလေးတွေကို ရေထဲမှာပဲစိမ့်ပေးပြီးချက်တော့မိတ်တစည်းနဲ့ဂျင်းထည့်ပြီးတော့ cooking wine တစ်စုံကိုလည်းထည့်ထားပေးလိုက်ပါမယ်။ပြီးရင်တော့အဖုံးအုပ်ပြီး15မိနစ်လောက်ပြုတ်ထားပေးလိုက်ပါ။ပြုတ်နေတော့အပေါ်မှာမြုပ်လေးတွေထလာပြီဆိုရင်တော့တိချလေးဆယ်ထားပေးလိုက်ပါမယ်။အချိန်ပြည့်လို့ရသွားပြီဆိုရင်တော့ချက်သားလေးတွေကိုရေတိချစစ်ပြီးဆယ်ထားပေးလိုက်ပါ ပြီးရင်တော့အိုးထဲမှာစီနေနေလောက်ဖြန့်ပြီးခုနရေစစ်ထားတဲ့ကြက်ပေါင်သားလေးတွေကိုရွှေအောင်နှင်းငယ်တန်းလာအထိကြော်ပေးလိုက်ပါမယ်။နောက်ထပ်ဂျင်းကျွတ်မိတ်နနက်ပွင့်ဟွာကြောင်စီထည့်ပြီးတော့မွေးလာအထိတေချာလေးကြော်ပေးလိုက်ပါမယ်။အနံလေးမွေးလာပြီဆိုရင်တော့ပန်ကက်ပြတ်ရဲ့အချီနှစုံထည့်ပေးလိုက်ပါမယ်။ နောက်ထပ်ခ ्यू စီအနေငယ်ကိုလည်းထပ်ထပ်ပေးပြီးအယောင်လာသွားအောင်လို့ပင်ကပြည့်ရဲ့အနောက်နဲ့တခြားခဲသုံးခဲလောက်ကိုလည်းထပ်ပြီးတော့ကျော်ပေးလိုက်ပါမယ်။တိချလေးနဲ့သွားပြီးဆိုရင်တော့ရေစိမ်းထားတဲ့မိုးလေးတွေကိုထပ်ပေးပြီးရေတပကံလောက်ကိုလည်းထပ်ထပ်ပေးပြီးသွားရင်တော့မိနစ်20လောက်အဖုံးအုပ်ပြီးတော့တည်ထားပေးလိုက်ပါ။အချိန်ပြည့်သွားပြီးဆိုရင်တော့အရသာအတွက်ချက်သားမုံတစုံလောက်ကိုလည်းထပ်ထည့်ထားပေးလိုက်ပါမယ်။နောက်ထပ်ငရုတ်သီးလေးတွေကိုလည်းထပ်ထည့်ပေးပြီးနှံ့သွားအောင်တိချလေးမှွေထားပေးလိုက်ပါ။ နောက်ဆုံးဖျော်ထားတဲ့ကော်ရီလေးထည့်ပေးပြီးသွားပြီဆိုရင်တော့အခုလိုမျိုးအရန်မွေးပြီးစားလို့ကောင်းတဲ့ချက်သားမှုချက်လေးကိုရပါပြီနော်ချက်ရနဲ့တန်အောင်အရန်ပဲစားလို့ကောင်းတာမို့လို့အိမ်မှာလိုက်ချက်စားကြည့်ကြဖို့မမေ့ကြပါနဲ့ဦးနော်